ားလုံးပဲမင်္ဂလာပါကျွန်တော် Happy Design နေပြန်လဲကြိုးဆိုပါရယ်ကျွန်တော်တို့ဒီပုံတစ်ခုမှာဖြစ်ဖြစ်ပေါ့နော် ကျွန်တော်တို့ text တွေဘယ်လိုထည့်ရမလဲပြီးကြရင်အဲ့ shape တွေပေါ့နော်အဲပြီးရင်ဟို color တွေအဲ့တုံးခု ကျွန်တော်တို့ focus ပြီးရောကျွန်တော်တို့ဒီနေ့ပုံတစ်ပုံတစ်ခါရေလုတ်ပြသွားမယ်ပေါ့နော်ရင်းတော့ကျွန်တော်ဒီဒီဟာက YouTube ရှာမတင်တာဟာအဲ့ဒါကြာနည်းနည်းလေးမြန်တယ်ပြီးလို့ရှိရင်ဟိုနားလည်းရခက်မယ်ပေါ့နော်ကျွန်တော်ဒီဒီဟာကိုဘယ်လိုလုပ်လဲအသေးစိတ်ပေါ့နော်ကျွန်တော်ပြန်ပြောပြမယ်အရန်လွယ်ပါတယ် โอเคကျွန်တော်အမြဲတမ်းလုပ်တဲ့ဟာတခုကပါလဲဆိုတော့ကျွန်တော် guideline ဒီ line တွေချတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာ design ပဲ design မဆိုပါတော့အဲကျွန်တော်တို့ဘေးဘေးပတ်ပတ်လဲမှာအရင်ကတ်နေရဲ့ design မျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ design ကမလာတော့အဲ design ရဲ့အသက်ရှူချက်ပိတ်တယ်ပေါ့နော်အဲ့လိုမျိုးပြောကြတယ်ဆိုတော့ကျွန်တော်တို့ဟိုဘယ်လိုလုပ်မလဲပေါ့နော်အဲဆိုရင်ကျွန်တော်ခုနအဲတစ်တုံရရှစ်တုံရယူထားတယ်ဆိုတော့ကျွန်တော်ဒီဟာကိုတစ်ရလောက်ပဲထားလိုက်မယ်ပေါ့နော် 50ထားကြည့်လိုက်မယ် okay ကျွန်တော်ဒီဟာကို control a လုပ်လိုက်တယ်ဒီမှာ shape ယူယူပြီးတော့ control a ဒီမှာဒီအပေါ်ဆုံးနေရာမှာပေါ့နော်ဒီမှာ control bar မှာကျွန်တော်လုပ်လိုက်တယ်ပြီးကြရင်ကျွန်တော်ဒီဟာကိုဆွဲလိုက်တယ်ဒီ ruler ပေါ့နော်ကျွန်တော်ပေတံမဖွင့်ထားလို့ဆိုရင်ကျွန်တော်ပေတံဖွင့်လိုက်မယ်အဲ control r ပေါ့နော်ပြီးကြရင်ကျွန်တော်ဒီဒီပေတံပေါ်မှာပေါ့နော် ဒီ mass move to lane ယူပြီးတော့ဒီပေးတိုင်းပေါ်မှာ set ဖိလိုက်ပေါ့နော်ဖိလိုက်လို့ရှိရင်ဒီမှာအကြောင်းလေးတခုပေါ်လာရင် okay အဲ့ဒီအဲ့ဒီတိုင်းပဲကျွန်တော်ဒီ shape ကိုပဲကျွန်တော် selection ပေးထားတယ်ပြီးကြရင် control a လုပ်လိုက်တယ်ပြီးရင်ဒီထောင်းပေါ့နော်အောက်ဆုံးကျွန်တော်ဒီဒီဘက်ကိုအရင်သွားတယ်ပြီးကြရင်အောက်ဆုံးပို့လိုက်တယ်အဲပြီးရင်ကျွန်တော်ခုနအတိုင်းပဲပေါ့နော် guideline တခုယူလိုက်တယ်ဒီမှာလည်း guide တခုယူလိုက်တယ်ပေါ့နော် โอเคအဲ့ဆိုရင်ကျွန်တော်ရပြီပေါ့နော်အရင်တော့လိုပဲကျွန်တော် deselection လုပ်လိုက်မယ် control d ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီဒီနေရာပေါ့နော်ကျွန်တော်ဒီဘေးနာကန့်ထားတဲ့နေရာတွေဘာမှ design ထည့်လို့မရဘူးပေါ့နော်ဥပမာစာထည့်တာဖြစ်ဖြစ်ပေါ့နော် background ကတော့ရတယ်โอเคအဲ့ဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဆွဲထည့်မဲ့ပုံကိုအရင်ချလိုက်မယ်ပေါ့နော် โอเคเดี๋ยวဒီပုံကိုနည်းနည်းကြီးလိုက်မယ်ပေါ့နော်โอเคအဲ့ဆိုရင်ရပြီဒီဟာကိုကျွန်တော် convert to smart object လုပ်ကြည့်လိုက်မယ်နေအောင်ရပါတယ်ကျွန်တော် set ထည့်လိုက်ပြီးပြီးရင်ကျွန်တော် rasterize လုပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တခုရှိတာကโอเคဒီအိုင်းပဲထားလိုက်ပါတော့ Okay. ကျွန်တော်တို့လုံးမဲ့ design ပေါ့เนาะကျွန်တော်တို့လုံးမဲ့ design ကိုကျွန်တော်ဒီမှာနမူနာထည့်ထည့်ထားလိုက်မယ်ပေါ့เนาะဒီမှာချလိုက်မယ်။ Okay. ကျွန်တော်တို့လိုချင်တဲ့ဟာပေါ့เนาะကျွန်တော်တို့လိုချင်တဲ့ဟာကဒီမှာဒီ line တွေရှိရယ်ပေါ့เนาะ line တွေရှိတယ်။ဒီမှာဟို shape တစ်ခုပေါ်မှာကျွန်တော် clipping mask အုပ်တဲ့ဟာပေါ့เนาะအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီဟာကိုဒီမှာ shape 2ပေါ့เนาะ shape 2ကိုယူလိုက်တယ်။ shape 2ယူပြီးတော့ကျွန်တော် လိုချင်တဲ့ size ပေါ့เนาะကျွန်တော်မှာ ဒီမှာခါတရေကြရင်ကျွန်တော်တို့ဒီ shape တွေယူတဲ့အခါအာဒီမှာဒီကွေးတဲ့ဟာပါလာရယ်ပေါ့နော် shape shape ပေါ်မှာပေါ့နော်ဒီဒီဟာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီပေါ်မှာပဲနှိပ်ပြီးရောဒီမှာအာပြန်ပိတ်လို့ရတယ်ပြီးကြရင်ကျွန်တော်ဒီဟာကို alter နဲ့ copy တစ်ခုပွားလိုက်တယ်တကယ်လို့မြန်အငီလေးထားခြင်းလဲဆိုတော့ shift ကိုဖိလိုက်ရင် သူရဲ့ဒီအတန်းတစ်ခုကငြီးသွားပြီပေါ့နော်ကျွန်တော်နောက်တစ်ခုပွားလိုက်မယ်โอเค အဲ့ဆိုရင်ကျွန်တော်တို့ဒီဂျားတဲ့ပေါ့နော်ကျွန်တော်တို့ဒီဇိုင်းလုပ်တဲ့ခါကျကျွန်တော်တို့ဥပမာဒီဒီတိုင်းဆိုရင်တိတ်ပြီးတော့မတိတာဟုတ်ဒါပေမဲ့ကျွန်တော်တို့ဒီဇိုင်းတစ်ခုခုလုပ်ပြီးဆိုအရင်ဟိုတိကျမယ်ပေါ့နော်ဒီဥပမာဒီဂျားနဲ့ဒီဂျားမငီဘူးအဲ့ဒါငီအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီမှာဒီနှစ်၃ပေါ့နော်ဒီမှာလေယာမှာကြီးလိုက်ဒီ၃ခုကအဲအဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် move to နေလိုက်တယ် ဒီပုံမှာပေါ့နော်ဒီဟာကိုနေလိုက်တယ်โอเคအဲ့ဒါဆိုဒီတစ်ခုဒီတစ်ခုနဲ့တစ်ခုခြားတဲ့နေဟာအကွာဝေးရတူသွားပြီပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီဟာကိုကျွန်တော် group တစ်ခုဖွဲလိုက်မယ် group ဖွဲပြီးတော့ဒီမှာ auto select နေရာမှာကျွန်တော် group ထားလိုက်တယ် show transform ဆိုတော့ဒီမှာโอเคအဲ့ဒါကိုကျွန်တော်ဒီ canvas ရဲ့ဒီပုံပေါ့နော်ဒီ canvas ရဲ့အလဲတက်တက်ကိုထားခြင်းတယ်ဒီနမူနာပြင်ဖြစ်လိုက်မယ်ပေါ့နော် မနာကိုမျက်စိဖြောက်ထားလိုက်မယ် canvas ရဲ့အလဲတက်တက်ထည့်ခြင်းလဲဆိုတော့ control a နှိပ်ပြီးတော့ဒီနေရာမှာပေါ့နော်ဒီ control bar နေရာမှာအလဲပို့လိုက်တယ် okay ရပြီခုကျွန်တော်တို့သင်တဲ့တီပေါ့နော်အဲဒီနေရာမှာတီ character တီမဟုတ်ရင်လည်းဒီဒီနေရာမှာရှိရဲအဲ့ဒါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဒီဒီဟာလေးပို့တယ်ပေါ့နော်အာအဲ့ဒါကိုကျွန်တော်တို့ချပြီဆိုရင်ဒီမှာကျွန်တော်တို့ lorem ipsum တခုထွက်လာတယ်ဒီနေရာမှာ ကျွန်တော်တို့အာကြိုက်တဲ့စလုံးပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့စလုံးကိုကျွန်တော်တို့ပြင်လို့ရတယ်ဥပမာကျွန်တော် I U B I C O N ကျွန်တော်ခုနယူထားတဲ့ဒီဒီစလုံးကကြတော့အဖြူရောင်နဲ့မို့တိတ်ပြီးရောဟိုမှာဖြစ်ဘူးမပေါ်ဘူးပေါ့နော်မပေါ်ဘူးဆိုတော့ကျွန်တော်တို့ပေါ့အောင်အဲကျွန်တော်ဒီဒီဟာနဲ့တူအောင်ပေါ့နော်အမဲရောင်ထားကြည့်လိုက်မယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ text တွေရဲ့ font အဲ color change နေတယ်ဆိုရင်ကျွန်တော်တို့ဒီ properties နေရာမှာကြည်လိုက်အဲ့ဒါမဟုတ်ဘူးဆိုလဲကျွန်တော်တို့ဒီနေရာမှာ character window နေရာမှာအဲ character ပေါ့နော် character ဆိုရင်ကျွန်တော်တို့ဒီနေရာမှာ font ဒီသူ့ရဲ့ font နာမည်ပေါ့နော်ဒီမှာ font နာမည်ရှိတယ်ကျွန်တော်တို့ကြိုက်တဲ့ font ကိုကျွန်တော်တို့ပြောင်းလို့ရတယ်ကျွန်တော်ကြိုက်တဲ့ font ကိုကျွန်တော်ပြောင်းလို့ရတယ်ဥပမာကျွန်တော်ဒီ font ကိုယူချင်တယ်ဆိုရင်ကျွန်တော်ဒီဟာကိုပြောင်းလိုက်တယ်ပြောင်းပြီးရင်ကျွန်တော်တို့ အာကာလာပေါ့နော်အာကာလာကြတော့ကျွန်တော်တို့ဒီအောက်မှာပေါ့နော်ကာလာရှိတယ်အဲ့ဒါမဟုတ်ဘူးဆိုလဲဟိုတစ်ခေါက်ကျွန်တော်ပြောခဲ့သလိုပဲ properties နေရာမှာလည်းကာလာရှိတယ်ဒီမှာလည်းရှိတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီ character ယူပြီးဆိုတော့ကျွန်တော်ဒီဟာနေလိုက်မယ်နေပြီးတော့အာဘာကာလာပြောင်းမလဲပေါ့နော်ဒီအမဲရောင်ပြောင်းကြည့်လိုက်မယ်ဒီမှာကြည့်လိုက်ကျွန်တော်တို့ဒီကာလာနေပြီးဆိုရင် eye drop ပါတော့ဝင်လာတယ်သူဟာသူပေါ့နော်ဒီမှာ အဲအိုက်ဒရဘတ်2ဝင်လာတယ်ဒီမှာကျွန်တော်ကြိုက်တဲ့ကာလာပေါ့နော်ကျွန်တော်ကြိုက်တဲ့ကာလာတခုကိုကျွန်တော်ပြောင်းလို့ရတယ်အဲ့အတိုင်းပဲကျွန်တော်တို့ဒီကာလာပေါ်မှာတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီဒီ text box လေးဒီကာလာပေါ့လေးကျလာတယ်ကျလာပြီဆိုရင်ကျွန်တော်တို့ကြိုက်တဲ့နေရာရဲ့ကာလာကိုကျွန်တော်ယူလို့ရတယ်ဒီမှာကြည့်လိုက်အနီရောင်ဆိုလဲဒီကြားထဲကအနီရောင်ယူလိုက်မယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကာလာပြောင်းတဲ့ဟာရပြီပေါ့နော် okay ကျွန်တော် okay ပြလိုက်မယ်အဲ့ဆိုရင်ဒီမှာကြည့်လိုက် ဒီမှာအမှန်ပြလဲရတယ်ကျွန်တော် move to ပြန်ယူလဲရတယ်ပေါ့နော်ဒီမှာအနီရောင်ပြောင်းသွားရင်ကျွန်တော်ခုနဒီ color နေရာမှာ ပြောင်းထားတဲ့ဟာတခုပေါ့နော်ကျွန်တော်အဲ့ဒါကိုအဲ့နီအဲပြောင်းသွားပြီအဲ့ဒါမဟုတ်ဘူးကျွန်တော်တို့လိုချင်တဲ့ color ကိုဖြည့်ချင်တယ်ဆိုရင်အဲဒီနေရာမှာ ကျွန်တော်တို့လိုချင်တဲ့အတိုင်းပေါ့နော်ဒီနေရာမှာကြိုက်တယ်လို့လဲလို့ရတယ်ဒီ color ပေါ်မှာကျွန်တော်တို့ကြိုက်တဲ့ color ကျွန်တော်ဖြည့်လို့ရတယ်โอเคအဲ့ဒါမဟုတ်ဘူးကျွန်တော်တို့အဲ branding လိုမျိုးပေါ့เนาะကျွန်တော်တို့အဲ brand တွေဆိုရင်ဒီ color code ကိုသုံးရမယ်ဒီ color သုံးရမယ်ရှိတယ်အဲ့လိုမျိုးဆိုရင် ကျွန်တော်တို့ဒီနေရာမှာ color code ပြန်ထည့်လို့ရတယ်တချို့ဟာပြောနော်တချို့ဟာဆိုရင်အဲ့လိုမျိုးသူသူ color ဒီဟာပဲဆိုပြီးတော့သူ color number နဲ့ပေးထားရှိတယ်အဲ့ဆိုရင်ဒီနေရာမှာသူ color number ကိုရိုက်ထည့်လိုက်ပြီးပြီပေါ့နော်ဥပမာကျွန်တော်အဲနည်းနည်းလေးဟို dark gray ကိုကျွန်တော်ယူကြည့်လိုက်မယ်ပေါ့နော်တင်းနဲ့၃လေး၅၆โอเคဒီနေရာမှာ color code တွေအကုန်လုံးကဒီ number 6လုံးပေါ့နော်6လုံးနဲ့လာတယ် โอเคကျွန်တော်โอเคပြလိုက်မယ်အဲဆိုရင်ဒီနေရာမှာပြောင်းသွားပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့အဲ form size ကိုကြီးချင်တယ်ကြီးချင်တယ်ဆိုရင်ဒီဟာကိုဒီဟာနဲ့ညီအောင်ပေါ့နော်ကျွန်တော်လုပ်ချင်လုပ်လိုက်မယ်ဒီဟာကိုကျွန်တော်ညီအောင်လုပ်လိုက်မယ်ပြီးကြရင်တခုရှိတာကျွန်တော်တို့ဒီဟာနှိပ်ပြီဆိုရင်သူ့ရဲ့ frame တခုကရှိတယ်ဥပမာဘယ်လိုမျိုးလဲဆိုရင်ဒီ background ကိုကျွန်တော်ခဏဖြောက်ထားလိုက်မယ်ဒီမှာကြီးလိုက် D frame ရဲ့ဒီမှာပေါ့နော်ကျွန်တော် ruler တစ်ခုယူလိုက်မယ်โอเคရပြီကျွန်တော်ခုနလှုပ်တော့ပါနော်ဒီမှာ D frame နဲ့ကွက်တိကြနေကျွန်တော်တို့ဒီ text frame နဲ့ဒီဟာနဲ့ကွက်တိကြတယ်ဒါပေမဲ့အဲစလုံးကိုအဲ့တိုင်းရိုက်ချလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီကြားထဲမှာ gap လေးတစ်ခုရှိတယ်ပေါ့နော် gap လေးရှိတယ်ဆိုတော့ကျွန်တော်ဒီဟာကိုဘယ်လိုပြင်မလဲပြင်မလဲဆိုရင်ကျွန်တော်ဒီဟာကို font တစ်ခုနဲ့တစ်ခုကအဲ့လိုမျိုး gap မှာတူဘူးပေါ့နော် ကျွန်တော်ဒီ group ဖွဲ့လိုက်မယ်ပေါ့နော်ဒီ text form ကို control g ပြီးရင်ကျွန်တော်ဒီဟာရိုက်လို့ရတယ်အဲ့ဒါမဟုတ်ဘူးဆိုလဲကျွန်တော်တို့အဆင်ပြေတဲ့ ठी ပေါ့နော်ဟိုဟာနံပါတ်နဲ့ထပ်တိုးပြီးတော့ရိုက်လို့ရဥပမာဒီဟာဆိုရင်အဲတဲ့နဲ့အင်းနေอืมဒီမှာပေါ့နော်ဘာ group မှာလောက်ဆရာမလို့ကျွန်တော်တို့ဒီနေရာမှာအဲထည့်လိုက်ပြီးပြီပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်လိုချင်တဲ့အတိုင်းရပြီ ဒီဟာကိုကျွန်တော်နည်းနည်းလေးထပ်တို့လိုက်မယ်ပေါ့နော်ဒီ shape ကိုကျွန်တော်နည်းနည်းထပ်တို့မယ်ဆိုရင်ဒီမှာကြည့်လိုက်ဘာမှမနှိပ်ဘူးပေါ့နော်ဘာမှမနှိပ်ထားဘူးဒီနေရာမှာ width နဲ့ height ရှိတယ်ဒီမှာအဲအဲ့ဒါဆိုရင်ကျွန်တော်ဒီတိုင်းဒီမှာ link လောက်ထားရပေါ့နော် link လောက်ထားရဆိုရင်ကျွန်တော်ဒီဒီတိုင်းဆိုရင် သူ့ရဲ့ ratio ကိုလုံးဝထိမ့်ပြီးတော့အဲတေးသွားတယ်အဲ့ဒီတိုင်းပဲကျွန်တော်ထပ်ကြည့်မယ်ဆိုလဲသူ့ ratio အတိုင်းကြည့်ရပေါ့နော်တကယ်လို့များ အခုလောလောဆယ်ကျွန်တော်တို့လိုချင်တဲ့ဟာကအပေါ်အောက်ပဲကျွန်တော်တို့တိုးချင်တယ်အဲဆိုရင်ကျွန်တော်တို့ဒီဟာကိုနှိမ့်လိုက်တယ်နှိမ့်လိုက်ပြီဆိုရင်ဒီမှာ unlink ပေါ့နော် unlink နှိမ့်လိုက်ပြီဆိုရင်ကျွန်တော်ကြိုက်သလိုတိုးလို့ရတယ်ဒါပေမဲ့အများသောအားဖြင့်ကျွန်တော်တို့ ratio ထင်းတဲ့ဟာများတယ်ကျွန်တော်တို့ဒီဒီဟာကဒီနေရာ shape တွေကိုကျွန်တော် transform transform လုပ်တဲ့အရာအားလုံးကိုအဲဒီဟာနဲ့ဆိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အကုန်လုံး link လုပ်ထားတယ် အဲ့ဒါအောင်မှကျွန်တော်ဒီတစ်ခုပဲဟိုအတူအရှိပေါ့နော် ratio မထိန်းချင်ဘူးဆိုရင် shift ကိုနှိပ်လိုက်တယ်။အဲကြည့်လိုက် shift ကိုနှိပ်လိုက်တယ်ရပြီပေါ့နော်ချလိုက်တယ်။အာ okay အဲဆိုရင်음ဒီဟာကကျွန်တော်တို့ဒီဒီတိုင်းမဟုတ်ဘူးဆိုတော့ကျွန်တော် control t နဲ့ transform လုပ်လို့ရတယ်ဟောနော် okay အဲဆိုရင်ကျွန်တော်ဒီနှစ်ခုရပြီပေါ့နော်ဒီနှစ်ခုကိုကျွန်တော် group တခုထပ်ဖွဲလိုက်မယ်ပေါ့နော် control g ပဲအဲ့ဒါမဟုတ်ဘူးဆိုလဲဒီနေရာမှာအောက်နေရာမှာဒီမှာ group ဖွဲလိုက်တယ် okay အဲ့ဆိုရင်ကျွန်တော်ဒီဟာကိုနာမည်ဘယ်လိုပြောင်းမလဲဆိုတော့ s h a p e shape ဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်မယ်ကျွန်တော်တိအောင်ပေါ့နော်အဲ့ဒါဟိုအဲကျွန်တော် design ပေါ်မူတည်ပြီးတော့ကျွန်တော်ကြိုက်သလိုပြောင်းလို့ရတယ်အဲ့ဒါကိုကျွန်တော်ခုနဒီပုံပေါ့နော်ဒီပုံကိုကျွန်တော်နှစ်ခုပွားလိုက်မယ် နှစ်ခုပွားပြီးတော့အောက်ကဟာတစ်ခုကိုကျွန်တော် right click ထောက်ပြီးတော့ create clipping mask ပေါ့နော်အဲ့ဒါမဟုတ်ဘူးဆိုလဲဒီနေရာမှာ alter ဖြီးပြီးတော့ဒီမှာလေးဟို down arrow လေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ okay နှိပ်ချလိုက်တယ်ဘာမှတော့မကွာဘူးဘာလို့လဲဆိုတော့ဒီအပေါ်မှာဟို꽌နေပေါ့နော်ဒီအောင်ကျွန်တော်မျက်စိမေ့ကြည့်လိုက်မယ် okay ရပြီကျွန်တော်လိုချင်တဲ့အတိုင်းရပြီပေါ့နော် okay အဲ့ဒါဆိုရင် ကျွန်တော်တို့ပေါ်ချင်တဲ့ဟာပေါ့နော်ကျွန်တော်ပေါ်ချင်တဲ့ဟာကအဲဒီနေရာမှာကားတစ်ခုတည်းဒီ background မပါဘူးကားတစ်ခုတည်းကိုပဲကျွန်တော်တို့အာအပြင်မှာဟိုလိုမျိုးအာကြွဒီ frame ကိုကြော်ပြီးတော့လုပ်ချင်တာပေါ့နော်အဲဆိုတော့ကျွန်တော်ဒီဟာကိုဒီ quick selection တူပေါ့နော်အရှိဒီဟာမသိဘူးဆိုလဲအရှိမှာအဲကျွန်တော်ကြည့်လို့ရတယ်โอเคကျွန်တော်ဒီကားပုံကိုကျွန်တော်နှိပ်ကြည့်လိုက်မယ် နှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာ guard frame ရဲ့နေရာပေါ့နော်ဒီဟာလေးပေါ်လာပြီဆိုရင်ကျွန်တော် lasso tool ကိုထပ်နှိပ်တယ်ပြီးကြရင်ကျွန်တော် shift နှိပ်ပြီးတော့ဒီဟာ selection ထပ်ပေါင်းတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော် car shape ကိုရပြီ okay အဲ့ဒါရပြီဆိုရင်ကျွန်တော် layer mask ယူလိုက်တယ် okay ရပြီပေါ့နော်ရပြီ အဲ့တော့မှကျွန်တော်ဒီနေရာလေးကိုထပ်ဖြည့်ခြင်းတယ်ပေါ့နော်အဘိန်းကနည်းနည်းလေးဟိုဖြစ်တယ်ဆိုရင် brush ကိုယူလိုက်တယ် B ပေါ့နော်ယူပြီးတော့ကျွန်တော်အဲ brush size ကိုနည်းနည်းတေးလိုက်တယ်တေးပြီးတော့ဒီနေရာမှာ flow ကိုကျွန်တော်တရားထိထားလိုက်မယ် Okay အဲ့လိုထားကြည့်လိုက်မယ်ပေါ့နော်နည်းနည်းလေးဟိုဖြည့်အောင် Okay ရပြီအဲ့ဆိုရင်ကျွန်တော်လိုချင်တဲ့အတိုင်းရပြီအဲ့ဒါပြီးရင်အာ ျွန်တော်တို့ဘာထပ်ထည့်မလဲဆိုရင်သူကရဲ့တစိမ့်ပေါ့နော်ဒီဟာကို open with photoshop ပေါ့နော်အဲ့ဒါမဟုတ်ဘူးကျွန်တော်ဒီတိုင်းကိုဆွဲချအဲ drag and drop လုပ်ပြီးတော့ကျွန်တော်ကြိုက်တဲ့နေရာမှာကျွန်တော်ချလို့ရတယ် okay ကျွန်တော်ကြိုက်တဲ့နည်းနဲ့လုပ်လို့ရတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီဟာကိုထပ်သေးလိုက်မယ်ဒီ frame တစ်ခုစာပဲလုပ်လိုက်မယ် okay ရပြီ ျွန်တော်ဒီနေရာမှာဘာလို့ခြင်းလဲဆိုရင်ဒီ chip ကိုသူ့ကာလောက်မထက်ခြင်းသူ့ကာလောက်မထက်ခြင်းဘာလို့လဲဆိုတော့ကျွန်တော်အနောက်မှာကာလာတစ်ခုထပ်ထည့်အောင်မယ်ဆိုတော့အဲကျွန်တော်ဒီဟာကိုဒီနေရာမှာဒီဒီ layer sign နေရာမှာတွားပြီးတော့ကျွန်တော် color overlay ကိုလုပ်လိုက်တယ် color overlay နေရာမှာအာ ဒီနေရာမှာပေါ့နော် color overlay ဝင်နေအဲ blend mode မှာလည်း normal ပြတယ်ဒီမှာ color နေရာမှာကျွန်တော်အဖြူကိုပဲရွေးလိုက်မယ်အဖြူကိုဒီမှာ opacity okay ပြလိုက်မယ်ဒီမှာ opacity တရားပေါ့နော်ဒီမှာ okay ကျွန်တော်အဖြူကိုနှိပ်လိုက်တယ်အဲ့ဒါမဟုတ်ဘူးဆိုတော့ okay အဲ့ဒါဆိုရင် ရပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အာ background တစ်ခုထပ်ထည့်ခြင်းတယ် โอเคအဲ့ဆိုရင်ကျွန်တော်ဒီ layer အောက်ဆုံးကိုသွားလိုက်တယ်အောက်ဆုံးကိုသွားပြီးတော့ဒီနေရာမှာ solid color ပေါ့နော် solid color တခုထည့်လိုက်မယ်ကျွန်တော်အနည်းအောင်ပဲဒီ two card ပေါ့အနည်းအောင်ပဲကျွန်တော်ထည့်လိုက်မယ်โอเคဒီနေရာမှာနည်းနည်းခြောင်သေးရပေါ့နော်နည်းနည်းဟိုဖြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီဟာကို balance ဖြစ်အောင်ဒီဟာကိုအလဲပို့အောင်မလားပေါ့နော် ကျွန်တော်အလဲပို့လဲရတယ်အဲ့ဒါမပို့ချင်ဘူးဆိုတော့လေကျွန်တော်တို့ tax rate ပိုင်းကထည့်လဲရရပေါ့နော်တချောင်းနဲ့တချောင်းချားတဲ့ဟာကကျွန်တော်ဒီမှာ100ရှိတယ်ဆိုရင်ကျွန်တော်100ပဲထားကြည့်လိုက်မယ်ပေါ့နော်အရင်ဆုံး100ပဲထားလိုက်မယ်ဒီနေရာမှာဒီ font style ကဒီအလဲကချားတဲ့နေရာအရင်ဟိုအရင်ချားတဲ့ခါကျကျွန်တော်မလို့ချင်ဘူးနည်းနည်းလေးပို့ပြီးတော့ cut ချင်တယ်ဆိုရင်ကျွန်တော်အဲ100စမ်းကြည့်လိုက်မယ်နည်းနည်းလေးလိုသေးရယ်အဲ့ဆိုရင်ကျွန်တော်80ထားကြည့်လိုက်မယ် ညာပိုင်း90 okay အဲ့ဆိုရင်ကျွန်တော်ဒီဟာကိုအဲ transform လုပ်လိုက်မှာပေါ့နော်ကျွန်တော်တေချာလုပ်လို့ရအောင် control g လုပ်လိုက်တယ် okay အဲ့ဆိုကျွန်တော်ဒီဟာ group ပြန်ဖြုတ်လိုက်တယ်ကျွန်တော် color ကိုဒီမှာကျွန်တော်ခြိုက်တဲ့ color ပေါ့နော်ခြိုက်တဲ့ color ဖြည့်လို့ရတယ် okay တကယ်လို့များနားမလဲတာရှိရင်ပေါ့နော်ကျွန်တော် အဲပြန်မေးလို့ရပါတယ်ဆိုတော့ဒီဒီဟာကဒီတော့ပဲပေါ့နော်ဆိုတော့နောက်တစ်ပိုင်းဆက်ကြည့်ရအောင်ပေါ့နော်โอเคကျေးဇူး